မင်္ဂလာပါရှင်ဘာမခက်တဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်တွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးတသက်ခံကိုအကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုစလေလောင်းအဖြစ်မှပေးဖြတ်ဟုစစ်တပ်လောက်ခံရေကောက်ပွဲကော်မရှင်ကကြေညာတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခန့်ကိုအကြွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပေးဖြတ်လိုက်ကြောင်းစစ်တပ်လောင်းခံရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမတ်နှစ်တွင်အမည်စင်းတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခန့်သည်တပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ကကြီးပါပြဋ္ဌာန်းချက်နှင့်ညှိစွန်းသဖြင့်ကိုယ်စားလှယ်လောင်းစင်ရမှပေးဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။ ကမ္ဘာအီဖီယာလန်နဲ့ဆီယာဆန်လန်တောင်ရှိ68 resident အင်ယာစီမံကိန်းကိုတသက်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်ချံမှငွေကျပ်ဘီလီယံတရာကျော်ချင်းငားခဲ့ကြောင်းတို့ရတွင်68 resident အင်ယာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းတို့ပြင်ကမ္ဘောဇာဗန်မှချေးယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါသည် စစ်တပ်ကပြင်ဆင်ထားသောပြည်သူလွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိကကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြတ်ချမ်းထားရာတသက်ခိုင်မာကမ္ဘောဇားဘဏ်တို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစောနေကြောင်းသိရပါသည် တတကိုင်အပါဝင်လွတ်တော်ကိုစလေလောင်း86ကိုလွတ်တော်ကိုစလေလောင်းအရေးချင်းတမတ်ချက်များနေမပြည့်မီသဖြင့်လွတ်တော်ကိုစလေလောင်းများဖြစ်မှပေးဖြက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားကြောင်းသိရှိရပါသည်။ဆက်လက်တည်ဆက်ပေးမယ့်တရင်ကြောင်းကတော့ကာကင်းစကန်နှစ်ခုကိုအေအေနဲ့မဟာမိတ်များထပ်မံတင်ပိုက်၍ကောပါစာ76အနီး၄မိုင်ဝန်းကျင်သို့ရောက်ရှိတဲ့တရင်ကို တင်ဆက်ပေးပါမယ်။ ပရောင်မြို့နယ်မတုံရွာအနီးရှိကပါစား16ဤအဓိကပွိုင်ကုန်းနဲ့ကာကင်းစကံများအသိမ်းခံလိုက်ရသည့်အတွက်ရင်းစကံများကိုပြန်လည်ရယူရန်စစ်ကောင်မရှင်ဘက်မှတိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရပါသည်စစ်ကောင်မရှင်က63လုံးပွိုင်ကုန်းကိုပြန်လည်ရယူရန်အတွက်မြေပြင်ထိုးစစ်များပြင်လက်နက်ကြီးပစ်ကူလေးချောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလာရာပွိုင်ကုန်းနှင့်မိုင်ဝက်ခန့်အကွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့ရင်းမျိုးစုံသုံးပြီး10ချိန်လောက်ကိုပုံလာခြင်းတဲ့ အဲ့ဒီကြားထဲကကကင်းစကန်နှစ်ခုကိုအေကထက်သိမ်းလိုက်တယ်လို့သိရပါတယ်ဟုစင်ရီတရင်ရှင်မြကပြောပါရယ် အင်းနဲ့ဘူပေါင်းတပ်ဖွဲ့များရဲ့တံပြန်ထိုးစစ်ကြောင့်စစ်ကောင်စီတပ်များနောက်ဆုတ်ပေးလိုက်ရသည့်အပြင်ကာကင်းစကန်နှစ်ခုကိုပါရမန်နီအော်တိုဘာ24ရက်နေ့မှာစစ်ကောင်စီကထမံလက်လွတ်လိုက်ရကြောင်းသိရပါဗျ။အင်းနဲ့ဘူပေါင်းတပ်ဖွဲ့များ၏ထိုးစစ်မှာကာဘာဆာဆက်ချောင်းနှင့်လေးမိုင်အကွာကန်သို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်စီကလေးချောင်းနှင့် drone တို့ဖြင့်အဆက်မပြတ်ခုခံနေကြောင်းသိရပါဗျ။စစ်ကောင်စီတပ်က 0.63လုံးစက္ကန့်မကြာခင်ညောင်ကျိုးနဲ့တောင်ကုတ်လမ်းကြောင်းကိုဥတီတိုက်ခိုက်ပြီးလေသာတောင်ကျောကိုပါစစ်ကြောင်းထိုးနေခဲ့ရမှာယခုရက်ပိုင်းတွင်ကပ္ပါစ16ကိုကာကွယ်ရန်စစ်ကြောင်းများ63လုံး point ကုန်နေသည့်ဥတီလာခြင်းဖြစ်ပါတယ်။ကပ္ပါစ16ရင်းချက်ဆက်ရုံမှာစစ်ကော်မရှင်တပ်များအင်အားထပ်တိုးထားပြီးမတုံချောင်းပြားတဝိုက်နဲ့ဆက်ရုံအနီးမှာတိုက်ပွဲများနီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ရမန်နေ့အောက်တိုဘာ24ရက်ကလည်းစစ်ကော်မရှင်ကမတုံချေးရွာအနီးတဝိုက်သို့စစ်ကူရင်းအား 200ခန်းထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။ကောင်းငယ်လေးများကိုပုံကျဲတက်ဖြတ်ပြီးနောက်လေတက်အရာရှိများနေပြည်တော်တွင်လာရောက်နေထိုင်ကြရဲစစ်ကောင်စီညွှန်ကြားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စီရီပြည်မမဟုတ်သည့်ကြောင်စည်းနှင့်ဆေးရုံများကိုပုံကျဲ၍လူစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရပြီးနောက်တာဝန်ရှိသည့်လေတပ်အရာရှိနှင့်မိသားစုဝင်များကိုနေပြည်တော်နေမြေတွင်လာရောက်နေထိုင်ကြရန်စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရပါသည် တပင်းမျိုးနယ်ဦးထိန်တွင်ကျေးရွာရှိချောင်းသားငယ်များအပါအဝင်အပြစ်မဲ့အရက်သားပြည်သူနှင့်လေးချောင်းမှဘုံကျဲခြင်းကြောင့်အဆုလက်အပြုံလိုက်တည်ဆုံခဲ့ရသည့်အတွက်အဆိုပါလုပ်ရက်ကိုစစ်ကောင်စီနှင့်လေတက်အရာရှိများတာဝန်ခံရမည်ဟုဒေါ်လန်ရီအဖွဲ့များကထုတ်ပြန်ခဲ့ပါသည်ဒေါ်လန်ရီတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များထွက်ပေါ်လာပြီးနောက်စစ်ကောင်စီကလေတက်မိသားစုဝင်များကိုတရင်ဌာနချုပ်များနှင့်နေပြည်တော်တွင်ပြောင်းရွှေ့နေထိုင်ကြရန်အမိန့်ထုတ်ထားကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည် ဒေတက်ကမိသားစုတွေကတက်ထဲမှာလိုက်နေတာလည်းရှိတယ်မနေတာလည်းရှိတယ်တက်စကန်ဌာနချုပ်မှာရောက်နေတဲ့သူတွေအားလုံးကိုယ့်ရဲ့မိခင်တက်တွေမှာပြန်နေဖို့ပေါ့တကယ်လို့မိခင်တက်ရင်နေမှာမနေချင်ဘူးမနေဖြစ်ဘူးဆိုရင်လည်းနေပြီးတော့ကောင်းစီနေမြေထဲမှာလာနေဖို့ဆိုပြီးကကလေကကွဲဦးစီချုပ်လေယုံကနေထုတ်ပြန်ထားတယ်လို့သိရတယ်ဟုစီဒီအန်စစ်သားဗိုလ်ကြီးစင်ရောကပြောပါတယ် စစ်ကောင်စီသည်ပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပင်းမြို့နယ်ဦးထိန်တွင်ခြေရွာစတင်ချောင်းကိုလေချောင်းမှကလစ်တာပုံများဖြင့်ကျဲချတိုက်ခိုက်ခဲ့သည့်အတွက်အသက်18နှစ်18နှစ်အတွင်းကလေးငယ်22ဦးနှင့်ဆရာမ2ဦးသေဆုံးခဲ့ပါသည်။အဆိုပါသေဆုံးမှုကိုစစ်ကောင်စီဘက်က၎င်းတို့လက်ချက်မဟုတ်ကြောင်းပြောင်းကြားကြညင်းဆိုခဲ့သည့်အပြင်စစ်တပ်ထောက်ခံဝါဒဖြန့်သူများကလူမှုကွန်ရက်စာမျက်နှာနှင့် Telegram Channel များတွင်ဒေါ်လာရေးတပ်ဖွဲ့များကိုအပြစ်တင်လွှဲချပုံဖြတ်ပြောဆိုမှုများပြုလုပ်ခဲ့ပါသည်။ထို့ပြင် ်စစ်ကောင်စီကအေဗီလာအတွင်းတပိတ်ချင်းမျိုးနယ်တွင်ရှိရေတွက်နှင့်လက်ကျကျေးရွာများကိုနေ့စဉ်ပုံကျဲတိုက်ခိုက်ခဲ့ရာကလေးတငယ်များအပါအဝင်လူပေါင်းဒါဇင်ကျော်၍သေဆုံးခဲ့ပါသည်။စစ်ရေးပြတ်မှတ်မဟုတ်သည့်နေမြေများကိုစစ်ကောင်စီကဖြတ်အားဖြင့်ဘုံများတုံ၍လေးချောင်းတိုက်ခိုက်ပြီးနောက်၎င်းတို့လေးတက်အရာရှိများကိုပုံမလုံးကြုံသည့်နေရာများတွင်နေထိုင်ကြရန်အမိန့်ထုတ်လိုက်ခြင်းဖြစ်ပါသည်။စစ်ကောင်စီကပြည်သူနှင့်၎င်းတို့၏စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုခွဲခြားပြီးပြည်သူလူထုကိုနေ့စဉ်ပုံကျဲတပ်ဖြတ်ပြီး၎င်းတို့ ့တပ်ဖွဲ့ဝင်များ၏လုံခြုံရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်းစစ်ကောင်စီလုံရများအယသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီဝါရဖြန့်လှိုင်းများအောင်မှပြည်သူ့ဘဝများပုံမှန်လည်ပတ်နေပြီဆိုသော အခြေအနေကိုကုညီပုံဖော်ပေးနေသူဆိုင်းဆိုင်ခန်းလိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်က2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတော့ပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်မှုတွေလုပ်လာတော့အခုဆိုရင်၄နှစ်ကျော်ကာလအတွင်းဝင်ရောက်လာပြီးဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ကသူတို့ရဲ့ဆေးရဆုံးမှုတွေလူလူကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးအဖုံဖုံစ조사လျက်ရှိရမှာရုပ်ရှင်ဂီတပွဲလမ်းသဘင်တွေဟာလည်းလူလူရဲ့အာယုံကိုလွှဲပြောင်းဖို့နဲ့ဆေးအာဏာသိမ်းမှုအောက်မှာလူလူကပုံမှန်အတိုင်းဘဝတွေလဲပတ်နေကြပြီဆိုတာကိုပြသဝါဒဖြန့်ဖို့အမြဲလိုလို조사နေပါတယ်။အဲဒီလိုစစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေကိုကုညီဖြန့်ဝေစ조사ပုံဖော်နေတဲ့စစ်လော်ဘီအမှုပညာရှင်အဆိုတော်နဲ့တရုတ်ဆောင်များစွာရှိနေပြီးအဲ့ဒီအထက်မှာဆိုင်းဆိုင်းခန့်လိုင်လေးထိတ်ဆုံးကပါဝင်ပါတယ်ဆိုင်းဆိုင်းခန့်လိုင်ဟာမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလွန်ရှိုးပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်ဇွန်လ28ရက်နေ့မှာသူ့ရဲ့အကြီးကျယ်ဆုံးရုပ်ရှင်တွေတဲ့ကပြစ်စလက်မှုရုပ်ရှင်ဇာတ်ကားကိုရုံတင်ပြသဖို့စီစဉ်ထားပါတယ်မရင်မတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရချိန်မှာဝေဖန်တာဝန်းနေတာပြည်သူဘက်ကရ ရက်တာစတဲ့အတန်တွေတိတ်ဆိတ်ပြပြီးကိုငွေရဖို့နဲ့စစ်တပ်အလို့ကြောင့်ကိုငွေရဖို့နဲ့စစ်တပ်အလို့ကြောင့်ပွဲလန်းနေစီစဉ်အမှုပညာဖြောပြေးတင်ဆက်မှုတွေကိုဟမ်မပြက်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးဂုဏ်ပြုဖို့မလုံသင့်တော့တဲ့အချိန်ပဲဖြစ်ပါတယ်ဒီလမေလ18ရက်နေ့က spicy မှာဆိုင်းဆိုင်းပွဲလုပ်ခဲ့တဲ့အချိန်မှာတိုင်းရောက်မြန်မာတချို့ကအားပေးမှုပုံရိပ်တွေ လူလူရဲ့ဒေါ်လာရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလတွေကိုဖျက်ဆီးဖို့အစပြိုးပြလိုက်သူကဆိုင်းဆိုင်းခံလိုက်မဲ့ဖြစ်ပါတယ်။ ထိုင်းကမြန်မာတွေကြားမှာထထကြွကြွဖြစ်လာကြပြီးတို့ပြည်သူတွေညီရဲလားဟိဆိုတဲ့အချိန်မှာညီတဲ့ဟိညီတဲ့ဟိလို့တံပြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တို့ကအခုလိုအချိန်ပြည်သူတွေတည်ကြည်ပျက်စီးလို့ဝမ်းနည်းမှုတွေဖြစ်နေချိန်မှာဟိုပွဲသွားဖြောပြီးဒီပွဲလာဖြောပြီးရတဲ့အခချင်းငွေကိုဒုက္ခရောက်သူပြည်သူကိုကူတာလည်းမဟုတ်ပဲကိုတူတဲ့ကောင်းစားရေးအတွက်ဆိုင်ဆိုင်ခန့်လိုက်ကလှုပ်ဆောင်ပြနေပါတယ်မတရားမှုတွေအတွက်အသံမထွက်ပဲပြည်သူတွေရဲ့သွေးမြေချမှုကိုတိတ်ဆိတ်ငြိမ်သက်ပြရင်စေအုပ်စုရဲ့ ွင့်ပြုချက်နဲ့ပွဲလန့်တွေထွက်ပြနိုင်ငံခြားခီးစဉ်ဖျော်ဖြေတွေလုပ်ပြနေတာဟာအထိတ်ဒုက္ခရောက်နေရတဲ့လူလူတရက်လုံးကိုစော်ကားမှုလည်းဖြစ်ပါတယ်။